တရားချေခင်ယောဂီသူတော်ရှင်များအားလုံးမင်္ဂလာပါဒီနေ့2024ခုနှစ်ဆလာပိုင်း10ရက်1386ခုနှစ်တရညောလာဆန်း10ရက်မြတ်ဗုဒ္ဓရဲ့ထူခြားတဲ့လက္ခဏာတော်များဘုရားရှင်မှာအကြောင်းကောင်းတယ်လို့အကျိုးကောင်းတွေအများကြီးရရှိထားပါတယ် ဗိဒါကောတဲ့အပြင်မှာရှိတဲ့ဥစ္စာသာပြည့်ပြည့်စုံတာမဟုတ်ပါဘူး။အဇဒါကောတဲ့ခန္ဓာမှာလည်းပြည့်ပြည့်စုံတဲ့အကျိုးတွေရှိပါတယ်။လူဆိုတာကောင်းတဲ့အကျိုးကိုလိုချင်တာမှန်ပေမဲ့ကောင်းတဲ့အကြောင်းကိုလောက်ကြတာမဟုတ်ဘူး။တချို့ကြတော့လည်းလောက်ချင်တာမှန်တယ်။လောကမှန်မသိဘူးပေါ့နော်။ဒါကြောင့်ကိုယ့်ရဲ့ခန္ဓာနဲ့ပတ်သက်ပြီးပြည့်ပြည့်စုံတဲ့ခန္ဓာကိုပိုင်ဆိုင်ခြင်းနဲ့ပုံပုံများ ိုရာကိုယ်တိုင်ပေါ်ကြားရတဲ့တရားတော်ကိုနာယူပြီးတဲ့နောက်မှာကောင်းမှုကိုမြင်လို့တဲ့အတွက်ကောင်းကျိုးလိုလာတဲ့ပုဂ္ဂိုလ်တွေဟာကောင်းအောင်မြေတမ်းကြိုးစားနေရမှာအမှန်ပါပဲအခုဘုရားရှင်လက္ခဏာတော်28နဲ့29ပူတာဇိမ်ဘွာလက္ခဏာတော်နဲ့ပြမန္တရလက္ခဏာတော်တဲ့အကြောင်းတွေအားလေးသိပြီးဆုံးတာပဲ ြောမှာပေါ့လေဖះဖြစ်အောင်ကြိုးစားတဲ့ပုံကိုဒီလောက်တော့ရှိမှာပေါ့လေလို့ဒီလိုကြိုးစားခဲ့လို့ဒီလိုဖះဖြစ်တာပါဖះဖြစ်အောင်ကြိုးစားလို့ဖះဖြစ်တာမဟုတ်ဘူးအကြောင်းတရားပြည့်စုံလို့ကိုဖះဖြစ်တာပါဒါလေးကိုတော့ဆုံးလို့နားလဲဖို့လိုအပ်ပါလေတချို့ကဖះဖြစ်လို့ပြည့်စုံတယ်ထင်တာမဟုတ်ဘူးပြည့်စုံလုံးလို့ဖះဖြစ်သွားတာဖះရှင်ပါလေကြာရှိတဲ့ခန္ဓာကိုယ်မှာ ထူကြတဲ့လက္ခဏာတွေအရှိတာပဲပူဒစိန်ဝါလက္ခဏာဆိုတာကကြေမာရှိလျနူးညံ့တဲ့ရှာတော်ရှိခြင်းပေါ့ပြမတရာဆိုတာကမြမမင်းရဲ့အတန်နဲ့တူတဲ့အတန်ရှိခြင်းဥပမာပြောမယ်ဆိုတော့ကရဝိတ်နဲ့တန်လို့ပေါ့တဲ့ကြေမာရှိလျနူးညံ့တဲ့ရှာရှိတာရဲ့မြမမင်းရဲ့အတန်နဲ့တူတဲ့အတန်ရှိတာရဲ့တဲ့အကျိုးနှစ်ခုပေါ့ဒါဘာကြောင့်ရတာလဲဆိုတော့တဲ့ မွေဖွာရဒေသပြေလျာဘွားတွေမှာတန်တန်တဲ့စကားကို ပြောဆိုလေမရှိဘူးစကားပြောတဲ့အခါမှာလည်းပဲအပြစ်ကင်းအောင်ပြောတယ်နဝင်ချိုအောင်ပြောတယ်စိတ်ထဲမှာလက်ခံနိုင်အောင်ပြောတယ်ယင်ကြည့်တယ်သိမ်မွေ့တယ်လူများကသိတ်သဘောကြားတယ်တဲ့ဟုတ်တာပေါ့စကားလေကျန်းကြည့်ပြတစ်ချက်ပါတယ်ဆိုတဲ့အမေစီက စကားကြကြန့်ကြားရရင် အချစ်ခံတဲ့သားသမီး နာကျင်ရတာပါပဲဆွေမျိုးတွေမိတ်ဆွေတွေလည်းဒီတိုင်းပဲဗျတားနဲ့လှိတာတဲ့စကားနဲ့လှိတာပုံနာတယ်တားနဲ့လှိတာလေဆရာဝန်စီသွားပြီးတော့စိတ်ကိုရင် ပြောင်းရင်လည်းပြောင်းသွားမယ်ပြောင်းရင်ပြောင်းမှာပေါ့ဒဏ်ရာကျန်မှာပါကျန်တဲ့လောက်ကျန်ဗျစိတ်ထဲမှာကြံတဲ့ဒဏ်ရာလောက်မနာပါဘူးတားတယ်မကဘူးဗျ ခန္ဓာမှာယုတ်ခန္ဓာမှာပေါ့နော်ပြစ်တဲ့တန်းဆိုတာတပွားစားပါပဲစိတ်ခန္ဓာမှာထင်ကြံတဲ့တန်းရာတန္တရာဆောင်းတဲ့တိပါတတ်ပါတယ်သူကအကုသို့ကံနေသွားတာကိုပြန်အဲ့ဒါကြောင့်လေတန်းရာဆိုတာကြံကိုမကြံစေသင့်ဘူးကိုရဲ့ဗဇက်ကထွက်လာတဲ့ဇကာတခုနောက်ထောင်မဲ့ပို့ဖို့ဂျီနိုးဂျီနန်သွားတဲ့တိပြောဖို့လိုအပ်တာပေါ့လူရည်ဟာလေ တမင်းထက်တဲ့အခါမှာစားစီခြင်းလို့တဲ့တတ်နိုင်သလားအကောင်းဆုံးအရသာရှိဆုံးချက်ကြပါတယ်ဒါပေမဲ့လေနာထဲကနေပြီးတော့နှုံသားထဲကို စီဝင်သွားနိုင်တဲ့ဇကားကြတော့တတ်နိုင်သလားနူးညံ့အောင်မပြောတတ်ကြဘူးဗျတချို့နေရာဒေသတွေမှာဇကားပြောတာကြမ်းလို့ဗုဒ္ဓကသုံးထားတာရှိတယ်မိလက်ခါတောသူတောင်သားတွေပြောတဲ့ဇကားမျိုး တို့သူတောင်းသားတွေရာလေဒါအပြစ်ပြောတာတော့မဟုတ်ပါဘူးစာထဲမှာပါတဲ့တိုင်းပြောရတာပေါ့နော်သူတို့ဟာတဲ့စကားနာကြာရင်နားလေလုံလောက်ပြီပေါ့တဲ့ချိုးစရာလိုလို့လားနှစ်သက်စရာလိုလို့လားငါတို့ကဒါမျိုးမပြောတတ်ဘူးဒါမျိုးပြောကြတာပေါ့လေဒါကြောင့်ပဲရှာကလည်းတိုးတယ်အတန်ကလည်းဆိုးတယ်ဘုရားရဲ့ရှာကြည်မရှိလျက်ပြီးနူညံ့တဲ့ ရှာပြီးတော့အတန်ကလည်းတင်အောင်စရာကောင်းတယ်ဗျဗုဒ္ဓရဲ့အတန်အင်္ဂါရှင်မျိုးရှိတယ်တဲ့နံပါတ်1ဝိတ္တတတန်ရှင်းစင်ကြဲတယ်တဲ့ဟိုးတော်တော်လေးတော့မလွယ်ဘူးဗျတခါကျဥစဉ်တို့တလိထားတဲ့အခါမှပြောတဲ့အတန်ရှင်းမနေဘူးဗျဒီရေဒီယိုကလာတဲ့အတန်တခုတခါကျရင်လိုင်းကမမိသလိုမိသလိုဖြစ်ရင်လေတစ်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 နဲ့အတန်ကြားသလိုပေါ့နော် ဲ့လိုမျိုးအတန်းကမတန်ရှင်းဘူးဆိုရင်နားထောင်တဲ့ပုဂ္ဂိုလ်လည်းပဲစိတ်ဝင်စားဘူးစိတ်ဝင်တစားနားထောင်တဲ့ဆိုတဲ့အချိန်မှတောင်မှလေနားလည်ဖို့မလွယ်ဘူးဒါပေမဲ့လေဗုဒ္ဓထူတာဝါစာအပြည့်ကိုမကျွလွန်ပဲနဲ့ရှောင်ကျင်ခဲ့တဲ့တွေ့တဲ့ဇာကပြောတဲ့အခါမှာအတန်းတန်ရှင်းစင်ကျင်နေတာပဲတဲ့နံပါတ်2တဲ့ဝိညာဉ်ရတိလွယ်တယ်တဲ့ စကလုံးမှာအဓိကနားလည်ဖို့ပြောတာလေရှုံမှာပြောတာမဟုတ်ဘူးတချို့တချို့ဆိုတာလည်းဦးစင်းလိုလည်းပါတာပေါ့လေစကကြီးစကကြဲပြောရင်းနဲ့နားထောင်တဲ့ပုဂ္ဂိုလ်နားမလည်တဲ့အဖြစ်တွေကြုံတတ်ပါတယ်ဗုဒ္ဓကလေအံ့ဩစရာကောင်းတယ်ဗျသူ့ရဲ့အတန်ကိုကြားလိုက်တာနဲ့တန်ပြီးသဘောပေါက်တာတဲ့ဒါနံပါတ်1ပေါ့နံပါတ်3မင်းစုတဲ့သိတာရတာပဲတချို့အစိုးရတွေဆိုတဲ့ အတန်လေးနှတ်ထောင်ပုံမှာပေါ့နော်အဲ့ဒီဆိုတော့ဆိုသွားတဲ့အတန်လေးကိုနှတ်ထောင်ပြီးတော့စိတ်ထက်မှလေးသိကြည်နိုးတာဘာဖြစ်လို့သားရတာကိုစကားပြောတဲ့ခါမှလည်းပဲစကားသားရပြီဆိုရင်သိပြီးနှတ်ထောင်ချင်ရတာပဲအခုဗုဒ္ဓဟောတဲ့တရားထဲမှာပေါ့နော်ဗုဒ္ဓပြောတဲ့စကားထဲမှာပေါ့အတန်လေးသိသားရတာပဲတဲ့အဲ့ဒီအတန်သားရတာလည်းပဲတခါကြရင်လေတရားရဖို့အတွက် အကြောင်းဖြစ်တတ်ပါတယ်အာတောကမင်းကြီးရဲ့မိဖုရားအာတန္တိမိတ္တာဆိုတာသူတို့က BC 3000ဆိုတော့မှမွေးတဲ့ပုံကိုယ်တွေဆိုတော့ BC 6000ဆိုမှပေါ်ခဲ့တဲ့ဗုဒ္ဓသူတို့မမိခဲ့ပါဘူးဒါပေမဲ့ဖုရားမှာအတန်အင်္ဂါ၈ပါးနဲ့ပြည့်စုံတယ်ဆိုတာကိုအာတန္တိမိတ္တာမိဖုရားသိထားတော့ဖုရားတန်ကိုသိကြားခြင်းတယ်အဲ့ဒါနဲ့သူရဲ့ယောက်ျားဖြစ်တဲ့အာတောကမင်းကြီးပူဇော်တာပေါ့မင်းကြီးရဲ့ ဘုရားတန်ကိုကြားကျင်လိုက်တာဘုရားတန်ကိုကြားကျင်လိုက်တာဘာဖြစ်လို့တုံးကွယ်အတန်ကရှစ်ပါးရှိတယ်တဲ့အဲ့ဒီအတန်ကရှစ်ပါးထဲမှာနှစ်ပတ်သောမင်းစုအတန်သိတ်ตายရတာပဲလို့ပြောသင်ကြတယ်ဖြစ်နေမယ်ဆိုရင်ဒီချက်မှကြားကျင်လိုက်တာခက်တော်ခရကြီးရဲ့လူတွေကလည်းဒီလိုအတန်မျိုးကိုပြောဖို့ဆိုတာမဖြစ်နိုင်နတ်တွေကိုခေါ်ပြီးတော့ပြောခိုင်းဖို့ဆိုလဲမလွယ် သူတို့ကြာခုနာဝါရှိတာကဘုရားရှင်ရဲ့အတန်ဟာတာရတဲ့ဆိုတာဘာနဲ့သူတူတယ်ဆိုတော့ကရဝိငှက်မင်းရဲ့အတန်နဲ့တူတယ်။အာဒါဆိုတော့ကရဝိငှက်ကိုဖန်ပြီးအတန်နားထောင်တော့ဖြစ်နိုင်တယ်ပေါ့။ဒါဆိုတော့ငါတတ်နိုင်ပါတယ်ကွာ။ရှာပေးပါမယ်။အဲ့ဒါနဲ့ကရဝိငှက်တကောင်မိလာရော။မိလာတော့လေအတန်ကိုမြည်အောင်အမျိုးမျိုးလောက်တာပေါ့။ တရွေးနှစ်ရလဲထူးဆန်းနေတဲ့တကောင်တည်းရှိရင်အတန်မထွက်ဘူးသူအဖို့ရှိမှအတန်ထွက်တာကိုခက်တာလည်းပဲနောက်ထပ်ဘဏသွားရှာမှာတော့လွယ်တဲ့ကိစ္စမှမဟုတ်တာဒါပေမဲ့လူလူကတော့ကြမ်းအသိကောင်းတယ်ဗျမှန်တွေကိုအများကြီးပတ်ထောင်ပေးလိုက်တာကရဝေငှက်တွေအများကြီးဖြစ်သွားတာပေါ့ဒါကိုမသိတဲ့ကရဝေကအတန်တွန်ကျူတာတဲ့အဲ့ဒီငှက်တန်ကို နားထောင်ပြီးတော့လေသောတာပတ္တိမေသောတာပတ္တိဘုရတာပြောမှာပေါ့လေအတန်ကိုနားထောင်ရုံနဲ့သောတာပတ္တိမေသောတာပတ္တိဘုရတယ်ဆိုတော့ဖြစ်နိုင်ပါမလားဆိုတာဩအတိညာမဲ့တဲ့တရိစ္ဆာန်အတန်တောင်မှဒီလောက်သာယာနေသေးရင်သစ္စာလေးပါးမြတ်တရားကိုလည်းပန်းချန်တင်းတင်းကိုတို့တိုင်းသိတဲ့သိသိထားတဲ့ဂုံရှိတယ်ပြီးတော့ဒီဇာမှန်တဲ့မြတ်ကိုအာလုံးတည်ထားတဲ့ပုဂ္ဂိုလ်ရဲ့အတန်ဆွင်ဘလောက်တာယာလိုက်မလဲဆိုတာကို ချင်ယူတဲ့စိတ် ပီတိဖြစ်ရင်လည်းအဲ့ဒီပီတိကိုအနေစာဒုက္ခနာတရှုချလိုက်တာသောတာပတ္တိမေသောတာပတ္တိကို ရပါတယ်ဗျာနော်အတန်သာရဲဆိုတာအဲ့အတန်ကိုနှစ်သက်ပြီးတော့လောဘဖြစ်နေတာမဟုတ်ဘူးနော်ဂုံကို အာယုံပြုရင်လည်းတရားမှန်လိုက်တာဒါနံပါတ်3မင်းစုပေါ့လေပြီးတော့နံပါတ်4တဲ့သဝေနီယာတဲ့နာကျင်ပွဲရှိခြင်းတဲ့နောက်ထပ်လို့ကောင်းတဲ့ပြင်ခဏခဏ နားထောင်ကြတာရှိတယ်လေတချို့အစိုးရတွေအတန်ကောင်းတာမို့လို့အစိုးရတိုင်းတော့မဟုတ်ဘောနော်တခါနားထောင်အားမရဘူးအတန်ကောင်းလိုက်တာဒါကတော့နံပါတ်3တာရတာပေါ့လေနံပါတ်၄ကျတော့ခဏခဏကိုနားထောင်ကြတာအိုးအစားတော့တယ်မှာစားလို့ဝါသွားပြီမယ်စားကျင်နေတဲ့အစားတော့မျိုးပေါ့မင်းခုနစားပြီးပြီလေကွာမဟုတ်ဘူးကွာစားကိုစားကျင်နေတာမျိုး နော်ဒါကြောင့်နာကျင်ပွဲရှိခြင်းတဲ့ပြီးတော့နှစ်ပတ်ငါပင်တို့တလုံးတစည်းတည်းရှိခြင်းတဲ့အတန်ကပြထွက်မသွားဘူးတချို့ပုဂ္ဂိုလ်တွေဆိုအတန်ရလေဘယ်လိုမှမသိဘူးဦးဇုံလည်းပဲကိုယ်အတန်ကိုယ်တော့အဲ့လောက်ထိမသိဘူးပေါ့နော်အတန်ပြနေတတ်တယ်တစည်းတလုံးတည်းမရှိဘူးတစည်းတစည်းတလုံးတည်းမရှိရင်နောက်ထပ်ကိုတန်းပြီးဝင်ဖို့မလွယ်ဘူးပြန်ပြန်ထွက်သွားတတ်တယ်နောက်ဒီနေ့ပြောမယ်ဆိုရင်တော့ တမာတိတီဖို့မလွယ်ဘူးအတန်းရပြာနေရဆိုတော့လေအဲ့တန်ကိုကြားတာနဲ့တင်တမာတိကပြတ်သွားတတ်တယ်ဒါပေမဲ့ဒဇီတလုံးတည်းရှိတဲ့အတန်းဆိုတော့လေနားထဲကိုတန်းဝင်တာနဲ့စိတ်ကတန်းတည်ကြည်တာဒါကြောင့်ဗုဒ္ဓရဲ့တရားကိုနားရင်းနဲ့လေးမဲ့လေးပို့ရတဲ့ပုံကိုအမြောက်မြတ်ရှိတယ်ဆိုတာတခြားကြောင့်မဟုတ်ပါဘူးနော်ပြမန္တရအတန်းကိုကဆွဲဆောင်မှုရှိတယ်ပြီးတော့ အဲ့အတန်ထဲမှာစိတ်ကိုထည့်ထားတာဖြစ်တဲ့အတွက်စိတ်ကဘယ်ကိုမှမလွင်တာနော်တနေရာထဲမှာတပြုံးကြီးအရိယာဖြစ်တဲ့ပုံကိုယ်ကြီးအမြောင်များရှိတယ်ဆိုတာဘာကြောင့်များပါလိမ့်လို့ထင်ပါပေါ့တရားပြည့်စုံမကဘူးဗျဥစဉ်လို့လည်းပဲတရားတစ္ဆာတရားကိုဗုဒ္ဓဟောတဲ့အချိန်ပြောနေတာပါပဲဒါပေမဲ့အတန်ကဆွဆမှုမရှိတဲ့အပြင်နှုံသားတဲ့အထိရောက်အောင်ပြောနိုင်စွမ်းမရှိဒါတင်မကဘူးတမာတိရောက်အောင်လဲဥစဉ်လို့ထိန်းထားနိုင်စွမ်းမရှိဘူး အသံလေတာယာနာပြောပဲရှိတဲ့အပြင်တစည်းတစ်လုံးတည်းရှိတယ်ဆိုတော့လေအဲ့ဒီအသံကိုအာရုံပြုနေတဲ့စိတ်လွန်သွားမှကိုဆိုရင်ဒါအဲ့လောက်ထိဒါကြောင့်မို့လို့တမာတိသိအာကောင်းတာပေါ့အဲ့ဒါကြောင့်ဘာဝရီဆရာကြီးရဲ့တပည့်16ဟောစလုံးတဏှာနဲ့ထိုင်တဲ့မှာပဲလေးမဲ့လေးဖို့ရပြီးတော့ဉာဏ်သာဖြစ်တဲ့ဆိုတာကြာဖို့ကြပါပါတခြားကြောင့်မဟုတ်ပါဘူးเนาะနာတဲ့ကိုတစည်းတစ်လုံးတည်းဝင်သွားတာမဟုတ်လို့ နှုံသားတဲ့ကခံယူပြီးတော့တမာတိမပြန့်နှွေးပဲနဲ့ထူထွင်းပြီးသိနိုင်တဲ့ခြင်းနေဒါလည်းအတန်ရဲ့ဂုံဟင်္ကာပေါ့နော်နံပါတ်6တဲ့အာဝိတာရီတဲ့ပြိသက်ပြင်တို့ပြန်မထွက်ဘူးတဲ့ဥစဉ်တော့မယုံရင်အတန်ကိုလေပြောကြည့်အတန်လူရှန်ထွက်ရှန်ထွက်သွားတာမျိုးဥပမာဆိုပါစို့ပြန်လူ9ယောက်ရှိတယ်ဥစဉ်တော့ပြောတဲ့အတန်9ယောက်မကကြားနေတာကိုယ်တိုင်သိမှာပါဘုရားအတန်ရှင်တယ် အတန်းဒီလိုပဲထွက်တာပဲဒါပေမဲ့နှစ်ယောက်ရှိရင်နှစ်ယောက်ပဲကြာတာနှစ်ယောက်ကြော်ပြီးအကြောက်အိုးတရားရှင်တရားကြာတယ်တပေါင်းရှင်တပေါင်းကြာတယ်ပရိသတ်ရှိသမျှနေရာတိအတန်းပြန်တယ်ဒါပေမဲ့ပရိသတ်မရှိတဲ့နေရာမှာအတန်းကြော်ထွက်သွားတာထောင်းစံမရှိဘူးတဲ့အိုးလိုလိုလေးပါနားလဲခြင်းစင်အိုးတက်ကိုလေအကောင်းထည့်ပြီးအတန်းအော်ကြည့်အဲ့ဒီအတန်းပြန်ထွက်သွားလားလို့မထွက်ဘူး အထက်မှာဝေ့နေတာဒါဆိုတော့ဗျာတရားနာတဲ့ပုံကိုယ်တွေရဲ့စိတ်ကဘလို့နင်းနေမှာအပြန်အပြင်ထွက်စရာမရှိဘူးအတန်သူတို့စီမှာပဲဝဲနေတာဟုတ်ဗျာဒါအတန်ရဲ့ကောင်းတကူပဲပြီးတော့နံပါတ်ခွန်နဲ့ဂမ်ဘီရာနည်းနည်းတဲ့တဲ့စကလုံးကလေပြောလိုက်ပြီးဆိုရင်လေတွေးလေလေတွေးစရာပုံများလေလေပဲဦးဇင်းတို့ပြောတဲ့စကားကတော့လေတွေးစရာကိုမလိုဘူးနားလည်ပြီးပြီးသွားပြီး ဘာဖြစ်လို့အနှစ်သာရတိတ်နေတာကြဲတလောက်တွေးတွေးစရာကိုမလိုတာဘုရားရဲ့တရားတော်ကအဲ့လိုမဟုတ်ဘူးလေကြဲတလောက်တွေးတွေးတလောက်နဲ့တယ်ဒါအတန်ရဲ့ကုံအင်ကားပဲတဲ့ပြီးတော့နံပါတ်၈တဲ့နင်တာဒီတဲ့ပတ်တင်ထတယ်တဲ့ဆိုင်မှန်လေးပါတာအဲ့ဆိုတော့ဗျာပရမတ်တခါကြာပြီမရှင်းဘူးဆိုရင်နောက်တစ်ခါအဲ့အတန်ထလာတယ်ဆိုတော့ပူရှင်းသွားတာပေါ့ ဦးဇင်းတို့များလေးပြောလိုက်တဲ့အသံကတခါတည်းနဲ့ပြီးသွားတယ်ပြီးသွားတယ်ဆိုတာနားလဲသွားတာမဟုတ်ဘူးနောက်ထောင်ကြီးစိတ်ပြောင်းသွားတာဘာဖြစ်လို့လဲနံပါတ်1အသံလည်းမကောင်းဘူးနံပါတ်2အသံကွဲနေတယ်နံပါတ်3အသံပြန့်နေတယ်နံပါတ်4နားထက်မဝင်ဘူးနံပါတ်5ဘာအဓိပ္ပာယ်မှန်းမသိဘူးနံပါတ်6ရှင်းလားဆိုမရှင်းဘူးအဲ့ဆိုဘယ်လိုလုပ်ရတော့ နောက်ထောင်ခြင်းမလဲနောက်တစ်ခါနောက်ထောင်ဖို့စိတ်ကိုမရှိဘူးဒါရုပ်စင်လို့ဆိုရင်စတင်တဲ့အခါတရားဟောတဲ့အခါမှာတန်မှန်သလားအတန်ကိုထိန်းထားတယ်အထူးအဖြစ်အတန်ဝင်စေတဲ့အစားအသောက်မျိုးမစားဖို့သိရကြည်လားအတန်ဝင်တဲ့အစားအသောက်စားကြည့်ပါလားအတန်ကြီးကဘာမှမသိတော့နောက်ထောင်ခြင်းစိတ်ပြောင်းသွားတယ်ဒါကြောင့်ဗုဒ္ဓဟာနဲ့တွေ့တဲ့ပုံကိုယ်တိုင်ဟာလေစကားပဲပြောရပြောရတရားပဲနာရနာရဟာအိုးဘယ်လောက်ထိလဲဆိုရင် ဗုဒ္ဓမဖူးရောက်ဘူးဆိုတာနောက်မှာအတန်လေးတော့အားထောင်တင်တာမှန်တာပေါ့ဗျာနည်းနည်းစဉ်းစားကြည့်ပေါ့ကိုကြိုက်ပါတယ်ဆိုတဲ့ဆိုတော့ရဲ့အတန်လူတွေဒီလောက်များတာဗျာဒီဆိုတော့အတန်မှာဘာဖြစ်လို့ကိုကကြိုက်တာလဲသူတန်ကိုရဲ့စိတ်နဲ့ကြိုက်တာ ਉਹ အဲ့မဲ့ဗုဒ္ဓရဲ့အတန်တော့တရားဝတိုင်းနဲ့ကြိုက်တာနော်အဲ့ဒါကြောင့်တရားရတာဘာမှမဆန်းဘူးဗျာဒါကတော့ဘာဖြစ်လို့လဲဆိုတော့ ထူတာဝါစာမပြောတဲ့အကျိုးပါပဲ။နော်အဲကြောင့်စကားများကိုကြည်ကြည်ပြောကြပါ။မော်ပါနဲ့မငေါ့ပါနဲ့။အပြစ်သိမ့်မပြောပါနဲ့။လောက်တာလွယ်တယ်ဗျ။တကယ်တကယ်မကောင်းတဲ့ကျိုးပေးလာပြီဆိုရင်ခံရသိခက်တာမျိုး။ခက်တာလည်းပဲအကြောင်းကြောင့်အကျိုးရတဲ့ဆိုတာမသိတဲ့ပုဂ္ဂိုလ်ဆိုတော့ကိုယ်တန်ရဘလို့မှန်းကိုမသိတယ်လို့။ဘာကြောင့်မှန်းလဲကိုသိမှာမဟုတ်ဘူး။ မယုံရင်လောကမှာလေကိုတွေ့ဖူးတဲ့လူတွေရဲ့အတန်ကိုပြန်နှားထောင်ကြည့်ကိုတွေ့ဖူးတဲ့လူရဲ့အရှာကိုပြန်ကြည့်ရှားတူတူလေးတွေရှာတူတာရဲ့အတန်မကောင်းတာရဲ့သမအင်းကမပြေစုံတာရဲ့ကဖရူဒဝါစာပြောတဲ့ဆိုတာကို ပုံဖော်ပေးသလိုပါပဲတဲ့ဒါကြောင့်လေလူကြတဲ့သွားပြီဆိုရင်ချက်စရာတိတ်ကောင်းတာပဲဘာဖြစ်လို့လဲဆိုတော့သူတို့ကတိနေတာကိုဒီပုဂ္ဂိုလ်တွေက ကျန်တဲ့နယ်စကားပြောတာမို့လို့ရှားတိုးသွားတာကျန်တဲ့နယ်စကားပြောတာမို့လို့အတန်ကချောမွေညညမှု မရှိတာဆိုတာသိရတယ်ခက်တာကလေအားလုံးကတို့ဆိုတာကျွန်တော်တို့ရဲ့ပုံကိုယ်တို့ဆိုတော့လေလူမိုက်လူမိုက်ကြီးချင်းအကောင်းပဲမြင်တယ်လို့ပေါ့လေရှားတို့ရှားတို့ချင်းချင်းကောင်းတယ်လို့ပဲထင်နေကြတာတကယ်တကယ်အကြောင်းပြေဆုံးတော့အကျိုးပြေဆုံးတဲ့ပုံကိုယ်တို့ရဲ့အခြေအနေနဲ့သွားရှင်းမယ်ဆိုရင်ရှက်စရာတိတ်ကောင်းတာပေါ့ အခုဆိုကိုယ်ကတည်သွားတာလေ။ဩငါတို့အတန်ဘာကြောင့်မကောင်းတာပါလေ။ငါတို့အတန်ဘာဖြစ်လို့ကြံတန်းနေပါလဲ။ငါတို့ရှာဘာဖြစ်လို့တူနေပါလဲဆိုတော့ခုဆိုရင်သိရောပေါ့။အရင်ရင်ကဆိုရင်စလုံးမှာပါရှိတဲ့ခန္ဓာကိုယ်ရဲ့အခြေအနေကိုသိကိုမသိတာ။အခုကြတော့လေတဖြည်းဖြည်းနဲ့ကောင်းစားအခြေဆုံးသိလာတယ်။တနည်းပြောမယ်ဆိုကိုယ်ရဲ့ညံ့ဖြစ်မှုတွေကလေဥပေါ်သလိုပေါ်လာတာပဲ။ဦးဇင်းတော်ကလေဒုစရိုက်ထဲမှာလောလောကူကိုရှောင်လို့ရတဲ့ ဘဇက်ကိုတောင်းမှလေမရှောင်နိုင်ဘူးဆိုတာတိုက်တိတာမဟုတ်ဘူးဘဇက်ကထွက်တဲ့အတန်လေးကိုဗျာမပြောသင့်မပြောနဲ့ပေါ့ပြောသင့်တာမှပြောပေါ့ခတ္တာကပြောသင့်မပြောသင့်မစဉ်းစားမနဲ့ပြောချင်တာပြောခဲ့တာဖြစ်တဲ့အတွက်အမှုသာလည်းဖြစ်သွားတာပါပဲပိတုနာလည်းဖြစ်သွားတာပါပဲပြုတာလည်းဖြစ်သွားတာပါပဲဒါပြုတာဝါစာ ပြောတဲ့အတွက်ရလာတဲ့မကောင်းတဲ့အကျိုးပေါ့နော်ဗုဒ္ဓသည်ပြုတာဝါစာကို မပြောခဲ့တဲ့အတွက်တဲ့ ြည့်ပြည့်စုံတဲ့အကျိုးတစ်ခုနောက်ထပ်နံပါတ်30သီဟာဟနုလက္ခဏာတော့ဖခင်ရဲ့မေယူဟာလေခြေသိမ်းမင်းရဲ့မေးမေးနဲ့တူတယ်တဲ့ကြည့်လို့ကောင်းတာပေါ့နော်မေးရဒါလည်းပဲအယံကာယောဖခင်မို့လို့ထပ်ပြီးလိုက်တာမဟုတ်ပါဘူးနှုစဉ်ကာလကလေးကနေပြီးတော့ဖြစ်ခဲ့တဲ့ပါရမီကျင့်ခဲ့တဲ့အကျင့်တွေကြောင့်ရလာတာပါလူတွေကလေပါရမီဖြစ်တယ် ပြီးတော့ကောင်းတဲ့တရားကိုကျင့်တယ်လို့ပြောပြီးဆိုရင်ရိတ်သာသွားပြီးဖျားသွားပြီးလုံးမလို့တင်တာမဟုတ်ဘူးဗျာပါဇက်ကိုထိမ့်မိနေတာလည်းပဲပါရမီဖြည့်ရောက်တယ်ဆိုတာကိုဒီတရားတော်နဲ့ပတ်သက်ပြီးကြည့်တဲ့အခါမှာသိတာနှုံပါတယ်။ဘာဖြစ်လို့ဘုရားရှင်ရဲ့မေးယူပါချစ်သိမင်းရဲ့မေးနဲ့တူနေတာလဲ။ဘာဖြစ်လို့ဒီလောက်ကြည်ကောင်းနေတာလဲဆိုတော့ဘုရားလောင်းမွေရဘွားရာရဌာနတွေမှာတိမ်ပြင်းတဲ့စကားကို ဘရောမှာပြောလေမရှိဘူးပြောတင်တဲ့စကားပဲပြောတာတဲ့ပြောကျင်တဲ့စကားမပြောဘူးတဲ့ရှင်ပြမစံတန်ဖတ်ပလာပါမပြောဘူးတဲ့ပြီးရောပါချန်သေးတော့ကိုယ့်ရဲ့မိကြည့်လိုက်ကိုမိသားစုထဲမှာတယောက်မှမေးမတူဘူးဓာတ်တမကဘူးကိုရွာမှာကြည့်မလားကိုမျိုးမှာကြည့်မလားမိရတူတူနဲ့လေကြည့်ရအတော်ဆိုးတကူဗျမေးအောင်ကြည့်ပါမေးရရှည်လား ြည့်လို့ရောကောင်းတာလို့အဘိဓေကတော့ရှင်းပါတယ်ဗျာအလုံးဝတိမ်ဖြစ်တဲ့စကားကိုပြောနေကြတာအတူမရှိအရေးမရအဖတ်မရစကားပဲပြောနေကြတာတဲ့ဩဗုဒ္ဓနုစင်ကာလာလीတိမ်ဖြစ်တဲ့စကားကိုပြောလို့မရှိဘူးတဲ့တင့်တော်တဲ့စကားပဲပြောလို့ရှိတယ်တဲ့စကားပြောတဲ့အခါမှာအကျိုးနဲ့ဆက်တဲ့စကားပဲပြောတယ်တဲ့ပြီးတော့ပြဉ္ဉဏ်ချုပ်ကိုပွားများအထောက်တိုက်တဲ့ဆုံးမတဲ့စကားပဲပြောလို့ရှိတာတဲ့ ဒါတွေဟာအကြောင်းတရားတွေမဟုတ်လို့တဲ့ရလာတဲ့ကြိုးကလေးမိကသိလှတာပဲတဲ့စဉ်းစားတာကြည့်မျက်နှာတစ်ခုလုံးကကြည့်လို့ဝါ့ပါမမဟုတ်ဘူးမျက်နှာပဲပြောသေးတာနော်ခန္ဓာတစ်ခုလုံးမဟုတ်သေးဘူးအော်တချို့ကမျက်နှာလှတယ်အသံရဘာမှမသိဘူးအခုမဟုတ်ဘူးမျက်နှာလှတယ်မေးလှတယ်အိုးအကုန်လှတယ်ဗျာမမြင်ရနိုင်တဲ့ရှား ပြီးတော့လေမတရားနိုင်တဲ့အသံကြိုက်တာပြောလိုက်မပြေဆုံးတာတခုမှမရှိဘူးတဲ့ဩဝကလိမတေဖះကိုသဘောကြပြီးတော့အနာမနေတာဆန်းတော့မဆန်းတော့ပါဘူးခရီး၄၀ချမ်းသာနေပြီးစီဥစ္စာတော့စွန့်ပြီးတော့ရန်ဘဝနဲ့ဖះနာမှာကပ်နေတာဘာဖြစ်လို့ဆိုကြည်ရတာကိုအရသာရှိတာစကားပြောရရင်လည်းပဲကျင့်နှံစရာသိကောင်းတာတဲ့။အိုးစကားမပြောရင်ကြည်ရတာကိုကျင့်နှံတယ် ြည်နေတဲ့အခါမှာအပန်ကြိုင်းလည်းပဲတိတ်ကျဉ်တတ်တာတဲ့။အော်ကိုယ့်ရဲ့ဘဝနဲ့တော့ကွာပါပြီကွာပါပြီ။သားရဲ့သမီးရဲ့ဆွေမျိုးရဲ့အနာမနေစီခြင်းပဲဘသူမှမနေခြင်းဘူး။ဘာဖြစ်လို့ယောက်ကလည်းနှစ်ပြမတန်။အတန်ကလည်းတပြားမှ မရှိ။ဒါတခြားပြတာမဟုတ်ပါဘူး။အသိဉာဏ်မဲ့ပြီးတော့ဘဝဖြစ်တန်းခက်တာဖြစ်တဲ့အတွက်ရလာတဲ့ဂျူတွေကလေတန်ဖိုးထားရမယ်လို့တယောက်မှပေါ်မလာတော့ တန်ဖို့ရှိမှတန်ဖို့တည်တဲ့ပုံကတန်ဖို့ထားတာဗျာဘယ်လောက်ပဲတန်ဖို့တည်တယ်ပြီပြောတန်ဖို့မရှိရင်ဘယ်သူကတန်ဖို့ထားမှာလဲလေဒီလိုပါပဲဥစဉ်တို့ရားထားတဲ့ခန္ဓာကိုယ်ကြီးဟာရှိနေတဲ့အတန်ရာလေးတန်ဖို့တစ်ဆက်မှမရှိဘူးဒါကြောင့်မလို့ကိုနာမှာဘယ်သူမှမနေတာဆန်းတော့မဆန်းပါဘူးကိုသားရောကိုသမီးရော နေဖို့နေလို့လားအခုဗုဒ္ဓနာမှာနေတဲ့ပုံကိုကြည်လိုက်ဥသာသမီးမဟုတ်ဘူး ဆွေမတော်မျိုးတော်ပုဂ္ဂိုလ်တွေကနေပြီးတော့အနားမှာကပ်ပြီးနေတာဘာဖြစ်လို့စိတ်ကျဉ်းနူးတယ်ကျဉ်းတ်တယ်။အိုးမပြောဘဲနဲ့ဒီတိုင်းထိုင်နေရတယ်။ကြည့်နေရတာကိုကျဉ်းတ်တာတဲ့။ကြားရရင်ပူသဘောကြတာပေါ့။အိုးကွာလိုက်လေကွာလိုက်လေ။ဒါကြောင့်လေကောင်းတဲ့ကြိုးတွေနဲ့ပြည်စုံပြီးတော့အများရဲ့ကိစ္စမျိုးခံကျင်နေဆိုရင်ကောင်းတဲ့ကြောင်ပြည်စုံအောင်လုပ်ခဲ့ပါ။ဘာမှမလုပ်ဘဲနဲ့တော့ဘာမှရစရာအကြောင်း မရှိပါဘူးဘယ်သူမှဂရုမစိုက်လို့ဝမ်းနဲ့မနေပါနဲ့ကိုကိုတိုင်းကကောင်းတဲ့အကြောင်းတရားကိုဂရုမစိုက်ခဲ့တာလေခက်တော့ခက်သားလူဆိုတဲ့ပုံကမလိုဘဲနဲ့အချောင်ရကျင်တာကိုဗျမလိုဘဲနဲ့အချောင်ရတယ်ဆိုတာဒုက္ခတစ်ခုပဲရှိတာနော်အဆက်ခံတာတစ်ခုပဲရှိတာကောင်းတဲ့အကျိုးတရားတော့မလိုဘဲနဲ့ရစေအကြောင်းကိုမရှိပါဘူးဒါကြောင့်လေနောက်နောက်ဘဝတွေမှာခန္ဓာရလို့ သူများရှိဖို့သွားတဲ့အခါမှာကိုယ်ခန္ဓာပြပြီဆိုရင်လေအကြောင်းကောင်းတာမို့လို့အကျိုးကောင်းတယ်ဆိုတာကိုမော်ကြွားနိုင်တဲ့ခန္ဓာကိုယူသွားကြပါအခုတော့ဒီဘဝဒီများနေပဲဆုံးသက်ကြတာပေါ့လေအတန်လည်းမကောင်းဘူးယောက်ကလည်းမမောစရာမရှိဘူးဆိုတဲ့အဖြစ်တွေကို အခုဘာကြောက်ဆိုသိရောပေါ့နော်အဲကြောင့်သိရင်ပြင်ပါမသိလို့မိုက်တာကိုလက်ခံလို့ရတယ်သိသိနဲ့လက်ခံသိသိနဲ့မိုက်တာကိုတော့လက်ခံလို့မရပါဘူး အခုသိနေမလားတတ်နံတလောက်မကောင်းတာကိုရှောင်ကျင်ကြပေါ့တတ်နံတလောက်ကောင်းတာကိုယူဖက်ဆောင်ကြပေါ့လူတွေအတွေ့အထိမှလေမျက်စိလေးမိတ်တရားလေးထိုင်နေပြီဆိုရင်အလုံးပြည့်ပြည့်စုံတယ်ထင်တာမဟုတ်ပါဘူးမျက်စိဖွင့်ပြီးတော့စကားပြောလဲပဲတတိထားပြီးနေရင်ပါရမီပြည့်ပြည့်စုံတာပါပဲ။အော်တရားကိုနားတရားကိုသိတဲ့ပုဂ္ဂိုလ်တွေသိပါတယ်ဗျာ။ကာယ ानु ပတ္တနာတတိပဋ္ဌာန်ကိုရှုမှတ်တဲ့ယောဂီတွေဟာ မစ္စိမ့်မဲ့ပြီးတရားထိုင်နေမှာကာယ ानु ပတ္တနာတတိပဋ္ဌာန်မဟုတ်ဘူးလေဗျာလမ်းလျှောက်တဲ့အခါသွားတဲ့အခါထမင်းချက်တဲ့အခါစကားပြောတဲ့အခါမှာတတိထားပြီးနေတာလည်းပဲပါရမီပြည့်တယ်ဆိုတာယောဂီတို့ကိုယ်တိုင်သိပြီးသားပဲဗျာအော်ပါရမီပြည့်တယ်ဆိုတာဖះသွားကြောင်းတယ်ပြီးပြီမှာ မဟုတ်ပဲကိုဗျာကိုယ့်ရဲ့ခန္ဓာကိုယ်ကိုအတုံးပြတဲ့အခါမှာတတိလေးကပ်ပြီးတော့ပျော်တင်တာပျော်လှုပ်တင်တာလှုပ်တွေးတင်တာတွေးနေတာကိုကပါရမီပြည့်စေတာပဲပြည့်စေတာပဲလားဆိုတာကို သိပြီးတော့လေပါရမီကိုဖြည့်နှံအောင်ကြိုးစားကြပါနော်။ဒါကြောင့်တရားချစ်ခင်သူတော်စင်များမိမိတို့ဘဝရှင်သန်စဉ်ကာလမှာဗုဒ္ဓဟောကြားမြတ်တရားမြတ်ကိုကျင့်ကြံကြိုးကိုပွားများအားထုတ်ပြီးတော့သေစာလေးပါမြတ်တရားကိုပန်းချထင်ထင်သိမြင်ကဘုရားစာရှိတဲ့အရိယာသူတော်ကောင်းများမျက်မှောက်ပြုရာဖြစ်တဲ့နိဗ္ဗာန်ကိုလင်းမြန်စွာမျက်မှောက်ပြုနိုင်သောသူတော်ကောင်းများဖြစ်ကြပါစေကုန်သတည်း ကျွန်တော်ပေးတဲ့ဆုနဲ့ပြရပါလို့ရှင်ဗျာဟုတ်ပြီသာဓု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 တရားချစ်ခင်ယောဂီသူတော်စင်များအားလုံးကိုယ်စိတ်အေးကဘေးရန်ကွာ၍ဝမ်းသာတယ်ကွာချမ်းသာကြပါစေကျေးဇူးတော်ဗျာတကြပါစေ